ဟိုကျွန်တော်တို့စပြီးတော့မြင်တဲ့အချိန်မှာတို့ဝမ်းသာသွားတာပါနော်တို့ဒီတို့ကအခြေအနေမဲ့လူတွေမဟုတ်ဘူးလေနော်အော်တို့ပါတို့တို့တို့အခြေအနေရှိခဲ့တဲ့လူတွေပဲဒီဒီအချိန်မှာကျတော့အိုးမဲ့အိမ်မဲ့ဟိုဟိုပါတကယ်လို့အိမ်တွေပါရှိတယ်ဆိုရင်တော့မှတို့ကပြန်ပြီးတော့နေလို့စိတ်မချတဲ့အနေအထားမျိုးတွေရောက်နေရဆိုတော့တော်တော်လေးတော့တော်တော်လေးတော့ဟိုဒုက္ခရောက်ကြတာပေါ့နော်ဟုတ်ပြန်ပြီးရတဲ့ခါမှာဘယ်လိုမျိုးအာအရန်တော်လောက်တာပေါ့ဟုတ်အဲ့တော့ကြီးမထင်ဘူးလေနော်ဟောတော်တော်လေးဆိုးဆိုးဝါးဖြစ်သွားတာပေါ့ ဒီကတော့တော်တော်လေးအပျက်စီးဆုံးရှုံးမှုတွေတော်တော်များတယ်အခုကိုယ်တိုင်မျက်မြင်ကိုယ်တိုင်တွေ့လာတဲ့အချိန်မှာပို့ပြီးတော့ဟိုဘောပို့ပြီးအန်အောအန်အောမိတယ်ပေါ့နော်ဟိုတန်ဝေကလည်းရမိတယ်နောက်ပြီးတော့ဟိုပျက်စီးဆုံးရှုံးတာကတော်တော်များတယ်ပြင်ကိုယ်လေးကိုပြန်ပြီးပြန်ပြီးတော့ထူထောင်ဖို့အတွက်ကလည်းတော်တော်လေးအချိန်ယူပြီးလုပ်ရမယ်လို့ထင်ပါတယ်ဟုတ်ဟိုကျွန်တော်တို့စပြီးတော့မြင်တဲ့အချိန်မှာတို့ဝမ်းသာသွားတာပေါ့နော်တို့ဒီတို့ကအခြေအနေမဲ့လူတွေမဟုတ်ဘူးလေနော်အော်တို့ဘာတို့တို့အခြေအနေရှိခဲ့တဲ့လူတွေပဲဒီ ီချိန်မှာကျတော့အိုးမဲ့အိမ်မဲ့ဟိုဟာပေါ့တကယ်လို့အိမ်တွေပါရှိတယ်ဆိုရင်တော့မှသူကပြန်ပြီးတော့နေလို့စိတ်မချတဲ့အနေအထားမျိုးတွေရောက်နေတယ်ဆိုတော့တော်တော်လေးတော့တော်တော်လေးတော့ဟိုဒုက္ခရောက်ကြတာပေါ့နော်ဒုက္ခနည်းနည်းရောက်တဲ့လူတွေများများရောက်တယ်ဒါပဲကွာကြတာပေါ့နော်တချို့တွေဆိုလို့ရှင်လည်းအဲ့လိုပေါ့မိသားစုတွေပါပြီးတော့ပါသွားတော့တကယ်စိတ်မကောင်းလည်းဖြစ်မိတယ်အဲ့ဒါကလေးလေးတွေလည်းပါပါသွားတော့ဆိုတော့ကျွန်တော်တော်တော်လေးကိုလေဟိုစိတ်ထဲမှာလည်းကိုချင်းစာမိတယ်ပေါ့နော်အမနေ့ကတော့ဆရာတော်နဲ့အတူကျွန်တော်တို့အဖွဲ့တွေရာဒီမန္တလေးအဲမန္တလေးရောက်ချင်းမန္တလေးကိုညဘက် လူရောက်2000လောက်တွားပြီးတော့လူရန်လိုက်တယ်။နောက်ဒီနေ့တော့ကျွန်တော်တို့စကိုင်းဟိုပေါ့နော်။စကိုင်းစကိုင်းမှာဖုံးကြီးเจ้าတွေရောဒီဟိုဒီဆရာလေးเจ้าတွေရောတော်တော်များများကိုလူလူပြစ်တယ်။အာမနေ့ဖြန်ကြလို့ရှင်လဲကျွန်တော်ဒီအင်းဝါကိုပေါ့နော်။အင်းဝါကိုတကယ်အမွေနှစ်တွေပေါ့ဟိုပါပေါ့။ဘလို့မှပြန်မရနိုင်တော့တဲ့အမွေနှစ်တွေပေါ့နော်။အဲ့ဒါတွေကိုမြဝါတင်တွားပြီးတော့စိတ်မကောင်းတဲ့မြင်ကုန်တွေကြည့်ရအောင်ပါပေါ့နော်။အာမနေ့ဖြန်တော့အင်းဝါကိုတွားမယ်လို့ပြောပါတယ်ခင်ဗျာ။ဖြစ်တဲ့နေ့အဲ့ဒီ26ရက်နေ့ဆက်နိုင်မလို့ပေါ့နော်။ မိသားစုနဲ့လားဒီလိုမျိုးဖြစ်ခဲ့လဲဆိုတော့အဲ့ဒီကြောင့်ဖြစ်ခဲ့တာအဲကျွန်တော်အဲ့ဟိုဟိုဒါရိုက်တာတယောက်နဲ့ဖုန်းဖုန်းပြောနေဖုန်းပြောနေမိုက်ကလေးဖြစ်သွားတာပေါ့နော်အဲပြီးတော့အရှိရသေးရပင်နေရဒါအရန်လှုပ်တော့ပေါ့ဒါငယ်လှုပ်နေဆိုတော့တိလိုက်တာပေါ့ရန်ကုန်မှာတော့ဟိုအဲ့လိုပေါ့နည်းနည်းအချိန်ကြာကြာတော့လှုပ်သွားတယ်ဒါပေမဲ့မိသားစုကတော့ဘာမှအထူးကံမရှိခဲ့ပါဘူးအဲ့ဒီမှာတော့ကိုရင်စမီးကိုရသားစမီးတွေကဖယ်လို့နေရာမှာရှိတယ်သူတို့ဆိုရင်ဘာလဲဟာဖြစ်တာပေါ့ဟိုအမျိုးသမီးကလည်းဟိုဟိုပါပါ ဟိုတမီးနဲ့အိမ်နေပါတော့အိမ်အိမ်တော့ကျွန်တော်လည်းအဲကလေးကိုလည်းအမြန်ထွက်လာခဲ့ဆိုပြီးအပြင်ထွက်လာရတော့အထက်မြင့်မှာပဲအထက်မြင့်မှာတော့အောက်ထပ်ပါပဲတော်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 လေးသတိထားပါဟုတ်ဟုတ်ဟာပြန်ပြရတဲ့အခါမှာဘယ်လိုမျိုးအရန်တော်လောက်တော့ဟုတ်အဲ့တော့ကြီးမထင်ဘူးလေနော်တော်တော်လေးဆိုးဆိုးဝါးဝါးဖြစ်သွားတာကျွန်တော်တို့အသူတို့အားပေးမှပဲကျွန်တော်တို့ဆက်ပြီးရှင်းသင်လို့ရမှာလေဟိုကျွန်တော်တို့အမှုပညာဆိုတာလေဒီရုပ်ရုပ်ရှင်တွေဆိုတာရုပ်ရှင်ရုံတွေရှိမှကျွန်တော်ပြလို့ရမှာပေါ့နော်ရုပ်ရှင်ရုံတွေမန္တလေးမှာဆိုရင် မန္တလေးတို့ဒီဟိုတခြားမြို့တွေမှာဆိုလို့ရှင်အဲဒီသူတို့ရဲ့အားပေးမှုတွေတအားညော့နေသွားနိုင်တာပေါ့နော်အဲ့ကြွလဲစိတ်မကောင်းတော့ဘူးသူတို့တကယ်ဒီပြည်မှာတကယ်ဖြစ်နေတဲ့အခြေအနေတွေကလည်းတကယ်ပေါ့ဟိုဘယ်သူမှဘယ်သူမှမကယ်နိုင်တဲ့ပုံစံမျိုးဖြစ်နေတာပေါ့အဲ့လိုကယ်နိုင်တဲ့လူတွေတော့ပတ်စံရှိတဲ့လူတွေတော့အင်အားရှိတဲ့လူတွေအာဏာရှိတဲ့လူတွေကလည်းအများကြီးဝိုင်းဝန်းပန်ပိုးပြီးပေါ့မှာပန်ပိုးမဘာရောက်မှမခွဲကြဘဲနဲ့ပေါ့ပုံပုံပြောသလိုပေါ့ဘယ်လိုမျိုးမှဘယ်ဘာသာမှမခွဲကြဘဲနဲ့အားလုံးကူညီပေးမယ်ဆိုရင်တော့တက်တာပါမှာပေါ့နော်အဲ့လိုတော့မြင်မိပါတယ်ခင်ဗျာဟုတ် ။အိုးဘာလို့ကောင်းမလဲ။သူတို့တကယ်ဟောပေါ့ကျွန်တော်တို့ကိုမြင်တဲ့အချိန်မှာခေတ္တခဏဟိုပျော်ရွှင်သွားတယ်ဆိုပေမဲ့သူတို့ရင်ထဲမှာတကယ်ဖြစ်နေရတယ်သူတို့အပြင်မှာတကယ်ဖြစ်နေရတယ်ရောကျွန်တော်ဘလို့စကားနဲ့ပုံဖော်ပြီးပြောရမယ်စကားလုံးတကယ်စွန့်အားပါတယ်ခင်ဗျာ။တချို့တွေဆိုလို့ရှိရင်လည်းအဲ့လိုပေါ့ဘာမှမပြောနိုင်မဲနဲ့ပေါ့နော်အရင်စွန့်နေနေကြေကွဲနေတာကျွန်တော်မြင်ခဲ့ရပါတယ်။ဟောအဲ့တော့တော်တော်လေးကိုစိတ်မကောင်းဖြစ်မိတယ်။ဟောအဲ့လိုဒီသူတို့ကိုပြန်ပြီးတော့သူတို့ဒီဟိုခဏတာပေါ့ကျွန်တော်တို့ကပျော်ရွှင်မှုခဏတာစိတ်သက်သာရမှုပဲကျွန်တော်ပေးနိုင်တာပေါ့နော်အဲ့ဒါကို တောက်လျှောက်ကြီးသူတို့ဘဝတစ်လျှောက်လုံးမှာဒီဥစ္စာကြီးကိုပျောက်အောင်လုပ်ဖို့ကတော့တော်တော်မလွတ်ခက်ခဲလိမ့်မယ်လို့ထင်ပါတယ်ခွာ။ငါအရင်တော့ဆိုလို့ရှိရင်တော့ချက်ချင်းသွားနိုင်တာပေါ့နော်။အခုကျတော့ကိုကိုမှလည်းကိုအိမ်တော်နဲ့ကိုအသာသမီးနဲ့ဖြစ်နေတဲ့အချိန်မှာじゃသူတို့သူတို့လည်းကြည်နိုင်ကြည်ရသေးတယ်ပေါ့။အဲကိုသမီးကလည်းအရန်ငယ်သေးတယ်။နောက်နောက်နောက်တစ်ခုနောက်တစ်ခုကလည်းထပ်ဖြစ်နေတယ်ဆိုတော့လေ။နောက်တန်ရောစင်အဲအဲဂျိုးတစ်ချောင်းကလည်းထပ်ပြီးတော့ညီညီညီမဲ့ပုံစံဖြစ်နေတဲ့အချိန်ကျွန်တော်ကပို့ပြီးတော့ဂယူဆက်ရတယ်အမျိုးသမီးကိုလည်းဂယူဆက်ရတယ်ကျွန်တော်မိသားစုကိုလည်းဂယူဆက်ရတယ်အဲ့ဒီဂျားတွေကနေပြီးတော့ကျွန်တော်ကျွန်တော်တတ်နိုင်တဲ့ဘက်ကပေါ့ကျွန်တော်လှုပ်ရှားသွားမှာပါ အဲကျွန်တော်အစီအစဉ်လေးရှိပါတယ်ကျွန်တော်အမှုပညာရှင်တွေပေါင်းပြီးတော့ကျွန်တော်ဒီအရန်ဘုံငွေပွဲတွေပေါ့နော်အရန်ဘုံငွေအများများရနိုင်အောင်အော်တတ်နိုင်တဲ့ဘက်ကကူညီပြီးတော့ကျွန်တော်ထောက်ပံ့ပေးဖို့ရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟောဒီမြန်မာနိုင်ငံနဲ့မကောက်ပါဘူးဒီဒီတကဘာလုံးမှာဖြစ်နေတဲ့ဒီသဘာဝကပ်ဘေးတွေပေါ့နော်ကတ်သုံးပါလူတွေအကုန်လုံးပေါ့ဟိုကတ်သုံးပါနဲ့အများဆုံးဟိုကင်းကင်းစင်ပြီးတော့အတ္တသာဆုံးကင်းစင်ကြပါစေပေါ့အဲ့လိုပေါ့ကျွန်တော်ဆူတောင်းပါတယ်ခင်ဗျဟုတ်ကဲ့ ပေးသက်တွေရောဒီဟိုဟိုချမ်းမာယူကြီးဆိုင်ကြပါပေါ့ဟုတ်ကဲ့ဒီဘက်ပြောချက်မှာဟုတ်ကဲ့ပါကျေးဇူးပါ